နိုင်ငံအလုံးနဲ့ဆက်ဆံတဲ့နေရာမှာပြည်သူလူထုရဲ့လူမှုအကျိုးစီးပွားအတွက်လက်တွေ့အကျိုးစီးပွားဖြစ်နိုင်တဲ့နိုင်ငံတွေနဲ့ဦးစားပေးပြီးဆက်ဆံသွားမယ်လို့ NASA ကပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါရယ်။ Belarus နိုင်ငံ Minsk မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့စရုပ်ထအကြိမ်ဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025ကိုတက်ရောက်ခဲ့ပြီးဇွန်29ရက်ကနေပြည်တော်တက်မတော်လေးစိတ်ကိုပြန်လည်ရောက်ရှိစမှာခီးစင်နဲ့ပတ်သက်ပြီးသတင်းမီဒီယာတွေရဲ့မင်းမြတ်မှုတွေအပေါ်ပြန်လည်ဖြေကြားရမှာ ၎င်းကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံကကျင့်သုံးနေတဲ့နိုင်ငံသားရေးမူဝါဒပေါ့မြန်မာနိုင်ငံကကျင့်သုံးနေတဲ့နိုင်ငံသားရေးမူဝါဒလွတ်လပ်ကြွကြွပြီးတော့ကြတ်မလိုက်တဲ့နိုင်ငံသားရေးမူဝါဒဖြစ်တယ်အဲကျွန်တော်တို့အနေနဲ့နိုင်ငံတကာဆက်ဆံရေးမှာဆိုရင်နိုင်ငံအားလုံးကိုကျွန်တော်တို့မိတ်ဆွေဖြစ်မိတ်ဘွဲ့မပြတ်ဆက်ဆံမှာဖြစ်တယ်သို့တော့ကျွန်တော်တို့အနေနဲ့ကနိုင်ငံအားလုံးနဲ့ဆက်ဆံတဲ့နေရာမှာကိုနဲ့ပို့ပြီးတော့ကြပေါ့နော် ကိုကိုပို့ပြီးအကျိုးပြုနိုင်မဲ့နိုင်ငံအကျိုးပြုနိုင်မဲ့နိုင်ငံဆိုတာကိုနိုင်ငံအတွက်ကိုပြည်သူလူထုအတွက်ကိုပြည်သူလူထုရဲ့လူမှုအကျိုးစီးပွားအတွက်လက်တွေ့အကျိုးစီးပွားဖြစ်နိုင်မဲ့နိုင်ငံအနေနဲ့ကျွန်တော်တို့ကဒါဦးစားပေးပြီးတော့ကြာကျွန်တော်တို့ဆက်ဆံသွားမှာဖြစ်ပါတယ်အဲဒီခီးစဉ်မှာလည်းကျွန်တော်တို့အနေနဲ့ကမြန်မာပြည်သူလူထုမြန်မာနိုင်ငံလူမှုစီးပွားဘဝပြင်ပြိုးတိုးတက်ရေးအတွက်ဒါဆောင်ရွက်နိုင်မဲ့လမ်းစာကောင်းတွေကိုရရှိခဲ့တယ်လို့ကျွန်တော်မြင်ပါတယ်ဗျာ ဥရောပအာရှစီးပွားရေးသမဂ္ဂဟာ2015ခုနှစ်ကစတင်ထူထောင်ခဲ့တာဖြစ်ပြီးစတင်ထူထောင်ခဲ့တဲ့ရည်ရွယ်ချက်ဟာပအဝင်တဲ့အဖွဲ့ဝင်နိုင်ငံတွေနဲ့မိတ်ဆွေနိုင်ငံတွေအချင်းချင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြင့်တင်မှုနဲ့လူနေမှုအဆင့်အတန်းမြန်မာလာစေဖို့ဆိုတဲ့ရည်ရွယ်ချက်နှစ်ခုနဲ့စတင်ပြီးထူထောင်ခဲ့တာဖြစ်ကြောင်းလည်း၎င်းကပြောပါရယ်မြန်မာနိုင်ငံတော့2022ခုနှစ်ကနေစပြီးတော့ကြာကျွန်တော်တို့ EU နဲ့ဆက်သွယ်ခဲ့တယ်2022ခုနှစ်မှာ EU ရဲ့ကျွန်တော်တို့ EEC ဖွဲ့ပေါ့ EEC ဆိုတာ ဥရောပအာဆာစီးပွားရေးအဖွဲ့ပေါ့အဲ့ဒီအဖွဲ့ကကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံရောက်ရှိခဲ့ရောက်ရှိခဲ့ပြီးတော့ကြအဲတပ်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့တွေ့ပြီးတော့ပေါ့ခန္ဓာပေါင်းစုံမှာမြင့်တင်နိုင်ရေးခန္ဓာပေါင်းစုံဆက်ဆံမှုမြင့်တင်နိုင်ရေးကျွန်တော်တို့ဆောင်ရွက်ခဲ့တယ်2023ခုနှစ်မှာပို့ပြီးတော့ကြအရှိန်ဟုန်ကောင်းစွာဆောင်ရွက်နိုင်ခဲ့တယ်2023ခုနှစ်မှာဆိုရင်ကျွန်တော်တို့ဒီ EU ဖွဲ့နဲ့ကျွန်တော်မြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ရေးအတွက်ကိုကျွန်တော်တို့ခန္ဓာပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးအတွက် ် MOU ပေါ့နားလည်မှုစာချုပ်လွှာချုပ်ဆိုနိုင်ခဲ့တယ်ဒီ2023ခုနှစ်မှာပဲကျွန်တော်တို့ဒီစက်တင်ဘာလမှာပဲစိန့်ပီတာစပတ်မှာကျင်းပခဲ့တဲ့26ကြိမ်မြောက်ဒီဆိုင်ရာစီးပွားရေးဖိုရမ်မှာဒါကျွန်တော်တို့ဒီဒီစာချုပ်ကိုကျွန်တော်တို့ဒါချုပ်ဆိုနိုင်ခဲ့တာပေါ့လေချုပ်ဆိုနိုင်ခဲ့ပြီးတော့2024ခုနှစ်မှာ EU ရွာကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံကိုလာခဲ့တယ် လာခဲ့ပြောကြဒီ MOU ကိုဆက်လက်ပြီးကြအရှိန်အဟုန်မြင့်တင်နိုင်ရေးအတွက်ကျွန်တော်တို့ MOU ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဖွဲ့စည်းခဲ့တယ်ဖွဲ့စည်းခဲ့ပြီးပထမအကြိမ်အစည်းအဝေးနေပြည်တော်မှာကျင်းပခဲ့တယ်နောက်တစ်ကြိမ်အစည်းအဝေးတော့ရုရှားမှာကျွန်တော်ကျင်းပခဲ့တယ် EU EU အနေနဲ့၎င်းရဲ့အခြေခံပရိညာမှာနိုင်ငံအချင်းချင်းအချုပ်အခြာအာဏာတည်တဲ့ခိုင်မြဲမှုနေမြေခိုင်မြဲမှုကိုအလေးထားဖို့နမနဲ့အချက်ဟာနိုင်ငံတွေရဲ့အမျိုးသားအကျိုးစီးပွားကိုအလေးထားဖို့ဆိုတဲ့အချက်ပါဝင်ကြောင်းဒါဟာနိုင်ငံတိုင်းအတွက်လိုအပ်တဲ့ကိစ္စတွေဖြစ်ကြောင်း၎င်းကပြောပါရယ် အဲဒီနေ့ကျွန်တော်ကဘာမှာဖြစ်ပြနေတဲ့အခြေအနေတွေရစီးပွားရေးရပဲဖြစ်ဖြစ်နိုင်ငံရေးရပဲဖြစ်ဖြစ်အဲကျွန်တော်ကြံတဲ့အရေးအရာရပါဖြစ်ဖြစ်ပေါ့နော်သူတို့လိုရင်လိုသလိုပုံဖော်နေတယ်မလိုရင်မလိုသလိုပုံဖော်နေတဲ့ဟာတွေပိတ်ဆို့နေတဲ့ဟာတွေရှိပါတယ်ဒါတွေကိုကျွန်တော်တို့ကဒီ EU နဲ့ပူးပေါင်းဆောင်ရွက်ခြင်းအပြင်ကျွန်တော်တို့အနေနဲ့ပူးပေါင်းဆောင်ရွက်မှုအင်အားကိုရရှိလာမှာဖြစ်ပါတယ် NASA ကဥက္ကဋ္ဌအနေနဲ့ EU ရဲ့နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့၄ချိန်မြောက် ဥရောပအာရှဇီဝိုင်းဖိုရမ်ကိုတက်ရောက်ပြီးမိကုံးပြောကြားခဲ့ကြောင်းမိကုံးပြောကြားတဲ့နေရာမှာလည်းမိမိပြောကြားခဲ့တဲ့အချက်လက်တွေအပြင်ကြေကြေပြန့်ပြန့်ပြောကြားခဲ့တာကိုအားလုံးတွေ့နိုင်မှာဖြစ်ကြောင်း၎င်းကအဆက်ပြောပါရယ်မြန်မာနိုင်ငံအနေနဲ့ဒီ EU ရဲ့ပေါ့နော်ဒါအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့အတွက် EU ရဲ့ကျွန်တော်တို့ဒါလေးလာခွင့်ရရှိတဲ့နိုင်ငံလေးလာသူနိုင်ငံဖြစ်ဖို့အတွက်ကျွန်တော်စူးစမ်းဆောင်ရွက်နေပါတယ်။ဒါစူးစမ်းဆောင်ရွက်မှုလည်းအောင်မြင်နိုင်လိမ့်မယ်လို့မြင်ပါတယ်။ EU အဖွဲ့အနေနဲ့လည်း ဒါမြန်မာနိုင်ငံပေါ့နော်တိုက်ဆိုင်ရာနိုင်ငံတွေပြောရုရှားတို့အဒါနိုင်ငံတွေနဲ့လည်း EU ကိုဖွဲ့ဝင်နိုင်ငံမြန်မာနိုင်ငံကိုဒါကြိုးစိုးလက်ခံတယ်လို့ကျွန်တော်တို့မြင်ပါတယ်ခင်ဗျာဆက်လက်ပြီးခရီးစဉ်အတွင်းမှာရုရှားဖက်ဒရေးရှင်းနိုင်ငံဦးလဲဦးတယ်မျိုးကိုလည်းတွားရောက်ခဲ့တာကိုတွေ့ရပြီအဲ့ဒီခရီးစဉ်ကဘလို့အကျိုးမြတ်တွေရရှိခဲ့တယ်လဲဆိုတော့မေးမြန်းမှုကိုလည်း၎င်းကအခုလိုပဲဖြေကြားခဲ့ပါတယ်ဦးလန်ဦးတဲ့နဲ့ကျွန်တော်တို့နဲ့ဦးလန်ဦးတဲ့ကဒီနယ်ရောပေါ့နော်ဦးလန်ဦးတဲ့ပြည်နယ်အုတ်ချုံရင်မှုက ကျွန်တော်မြန်မာနိုင်ငံကိုလည်းကျွန်တော်လာခဲ့ဘူးတဲ့ခင်ဗျားတို့လည်းတွေ့မှာပဲအဲဒီတစောင်းနိုင်ပွဲတော်မှာကျွန်တော်တို့ဒါမာရဝူဇီယာဖရာကြီးမှာတို့ဒါမိဘပြန်လွတ်တင်တဲ့နေရာမှာဥလံဥတဲ့အထိမ်းမှန်တဲ့မိဘပြန်လွတ်တင်ခဲ့တာတွေဆိုတော့ဒီသက်ကျွန်တော်တို့နဲ့ကမြန်မာနိုင်ငံနဲ့ဆက်သွယ်ဆက်မလို့ဥလံထူရတာဥလံဥတဲ့တီနယ်ကဗုဒ္ဓဘာသာကိုးကွယ်တဲ့ဒါတီနယ်ဖြစ်တယ်မြန်မာနိုင်ငံနဲ့ကျွန်တော်ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးဘာသာရေးနဲ့ပတ်သက်ပြီးဆက်ဆံမှုဆက်သွယ်မှုတွေအများကြီးရှိတယ်အဲဒါအပြင်မြန်မာနိုင်ငံရှိတဲ့ဒီပေါ့နော် ဒီအဲ့မှာရှိနေတဲ့ကျွန်တော်တို့ဒါဗုဒ္ဓဘာသာညီလာခံဖိုရမ်တစ်ခုလုပ်ဖို့လည်းကျွန်တော်ဆောင်ရွက်နေတာလည်းရှိတယ်မြန်မာနိုင်ငံဆရာတော်ဖရာကြီးတွေလည်းသူတို့စီကိုကြွနေတာရှိတယ်ဒါပေါ့နောက်တစ်ခုကတော့ကျွန်တော်တို့ဒါရဟယင်ပေါ့ရဟယင်နဲ့ပတ်သက်ပေါ့ကြတေယူပို့ဆောင်ရဟယင်တွေအပူပေါင်းဆောင်ရွက်ဖို့သူတို့စီကနေပြောကျွန်တော်တို့ပူပေါင်းဆောင်ရွက်ဖို့ကျွန်တော်တို့ဆောင်ရွက်နေတာရှိတယ်ဒါပြင်အဆိုပါမြို့မှာရထားပို့ဆောင်ရင်းနဲ့ပတ်သက်တဲ့စက်ရုံတွေရှိပြီးအဲ့ဒီစက်ရုံတွေကိုလည်းပူပေါင်းဆောင်ရွက်ဖို့နဲ့ခေးသွားမြင့်တင်ဖို့တွားရောက်လည်လာခဲ့ကြတယ် အဲ့ဒီခီးစဉ်ကနေကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုတွေကိုအချိန်မြင့်တင်ဆောင်ရွက်နိုင်မယ်လို့မျှော်လင့်ကြောင်း၎င်းကပြောပါတယ်။